ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Key to Health အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။ဒီနေ့အစီအစဉ်မှာပြောပြပေးမယ့်အကြောင်းအရာတွေကတော့အမျိုးသမီးများလှဆင်ကြုံတွေ့ရတဲ့ရာသီဆိုင်ဝန်နဲ့ပတ်သက်ပြီးပုံမှန်မဟုတ်တဲ့ရာသီဆိုင်ဝန်မမှန်ကန်ခြင်းနဲ့ပတ်သက်လို့တည်ထားတဲ့အခြေခံအကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါရယ်။ရာသီဆိုင်ဝန်မမှန်ကန်ခြင်းကအမျိုးသမီးတွေမှာအဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပါရယ်။ ဒါကြောင့်ဒီနေ့ကျမတို့ယာတိဆောင်းအကြောင်းနဲ့ယာတိဆောင်းမမှန်ခြင်းဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွေနောက်ဆက်တွဲဖြစ်လာနိုင်တဲ့ယောဂါတွေနဲ့အတူယာတိဆောင်းမှန်ကန်အောင်ဘလို့နေထိုင်လှုပ်ဆောင်တင်တယ်လေအစားရှိတဲ့အခန်းကဏ္ဍတွေအားလုံးကိုဆက်ဆက်ပြီးကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ပထမဆုံးပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့ပုံမှန်ယာတိဆောင်းနဲ့ယာတိဆောင်းမမှန်ခြင်းတို့ရဲ့ဆက်ဆက်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ရာသီစောင်းဝန်းဆိုတာကအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အတွင်းဟော်မုန်းတွေပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်ကောင်းတိုင်းနေရံတွေပြောင်းလဲကမျိုးအောင်နိုင်စေဖို့ပြင်ဆင်ပေးတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။အမျိုးသမီးတွေအတွက်ရာသီစောင်းကပုံမှန်အားဖြင့်28ရက်ကနေ35ရက်အထိကြာတတ်ပြီးရာသီလာလာကတော့3ရက်ကနေ9ရက်အထိကြာတတ်ပါတယ်။အမျိုးသမီးတိုင်းကြုံတွေ့ရတဲ့ရာသီစောင်းကိုအတိတ်ကအဆင့်၄ဆင့်ခွဲခြားနိုင်ပါတယ်။ရာသီလာခြင်းအဆင့် တရင်နေရန်တွေပြိုကျပြီးသွေးနဲ့အတူပြင်ပကွန်စွန့်ထုတ်ခြင်းအဆင့်ဖြစ်ပါတယ်။ဒီဆက်က3ရက်ကနေ9ရက်အထိကြာတတ်ပါတယ်။ဖော်လီကူအဆင့်တောက်အိမ်ကနေမှမျိုးဥတွေရင့်မဲ့လာတဲ့အဆင့်ဖြစ်ပြီးဒီဆက်ကရာသီစောင်းရက်ပထမပိုင်းကစတင်ပြီး14ရက်ကြာတတ်ပါတယ်။တောက်ကျွေးခြင်းအဆင့်ရင်မဲ့လာတဲ့မာမျိုးဦးကတာဥအိမ်ကနေထွက်လာပြီးတအိမ်ပြုံကိုရွေးရှားသွားတဲ့အဆင်ဖြစ်ကဒီအဆင်ကတော့ရာတီဆောင်ရဲ့၁၄ရက်မြောက်နေ့မှာဖြစ်ပေါ်တတ်ပါတယ်။ဒုတိယအဆင် တောက်ကျွေပြည်ရနောက်ပြက်ပေါ်လာတဲ့အဆင့်မှာတိုင်းနေရတွေထုထဲလာကမျိုးအောင်နိုင်စေဖို့ပြင်ဆင်ပေးတဲ့အဆင့်ဖြစ်ပါတယ်။ဒီဆင့်က၁၄ရက်လောက်ကြာတဲ့ပြီးမျိုးမောင်မကရာသီလာချင်းဖြစ်စဉ်နဲ့ပြန်လည်စတင်တာပါ။ရာသီဆောင်းမမှန်ကန်ချင်းရာသီဆောင်မမှန်ကန်ခြင်းဆိုတာကရာသီလာတဲ့ကာလပုံမှန်မဖြစ်တာတခုတည်းမဟုတ်ပဲသွေးဆင်းများတာဒါမှမဟုတ်နေတာရာသီလာစဉ်နာကျင်ကြိုက်ခဲမှုတွေဖြစ်တာစားတဲ့ပြဿနာတွေကိုခေါ်ဆိုတာဖြစ်ပါတယ် ရာသီဆဝမမှန်ကန်ခြင်းကနံပါတ်1အနေနဲ့ဟော်မုန်းမညီမျှခြင်းဟော်မုန်းတွေမညီမျှခြင်းကရာသီဆဝကိုမမှန်စေတဲ့အကြောင်းရင်းတစ်ခုပါဥပမာ thyroid ဟော်မုန်းမညီမျှခြင်း prolactin ဟော်မုန်းများခြင်းစတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်ပြီးဒုတိယအချက်ကတော့စိတ်ဖိစီးမှုကြောင့်ဖြစ်ပါတယ်စိတ်ဖိစီးမှုကြောင့်ဟော်မုန်းတွေမညီမျှစေပြီးရာသီဆဝကိုထိခိုက်နိုင်ပါတယ်တတိယအချက်ကိုယ်လေးချိန်ပြောင်းလဲမှု ကိုလေးကျိန်အလွန်တိုးလာတာဒါမှမဟုတ်ရော့ကြတာကရာသီစောင်းမမှန်ခြင်းကိုဖြစ်ပေါ်နိုင်ပါတယ်။နံပါတ်၄အချက်ကျန်းမာရေးပြဿနာများ PCOS Polycystic Ovary Syndrome တဲ့အိမ်မှာအလုံးတဲခြင်းတဲ့အိမ်နဲ့ရန်ထူခြင်းစားတဲ့ကျန်းမာရေးပြဿနာတွေကြောင့်လည်းရာသီစောင်းမမှန်ခြင်းကိုဖြစ်ပေါ်နိုင်ပြီးနံပါတ်၅အချက်ဆေးဝါးတွေတားဆီးတွေစီးရိုက်ဆီးတွေတောက်သုံးခြင်းကြောင့်လည်းရာသီစောင်းမမှန်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ရာသီစောင်းမမှန်ခြင်းရဲ့လက္ခဏာများ ရာတီလာခြင်းမမှန်ကန်ခြင်းအချိန်ဆခြင်းနောက်ကျခြင်းရာတီသွေးအလွန်နှဲခြင်းဒါမှမဟုတ်အလွန်များခြင်းရာတီလာခြင်းပြင်းထန်တဲ့နာကျင်ကြိုက်ခဲမှုများရာတီမလာခင်စိတ်အပြောင်းလဲများခြင်းခေါင်းကြိုက်ခြင်းဗိုက်အောင်ခြင်းစတဲ့လက္ခဏာတွေကိုခန်းစားခြင်းတို့ဖြစ်ပါတယ်။ဘယ်ချိန်မှဆရာဝန်နဲ့ပြတင်တယ်လဲရာတီဆံဦးမမှန်ခြင်းက၃လထပ်ပိုပြီးကြာနေရင် ရာတီသွေးအလွန်များခြင်းဒါမှမဟုတ်နာကျင်မှုပြင်းထန်လာလျင် ကိုဝင်ဆောင်မှုစူးစမ်းနေပေမဲ့ရာသီဆောင်မမှန်ကန်ခြင်းကြောင့်မအောင်မြင်လျင်ကျွမ်းကျင်ဆရာဝန်နဲ့ဆွေးနွေးပြတာတင်ပါတယ်ရာသီဆောင်မမှန်ခြင်းကအမျိုးသမီးတွေမှာအပြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီးစောစင်းစွာကုသမှုခံယူပါကပြဿနာတွေကိုရော့ပါစေနိုင်မှာပါနောက်ထပ်အပိုင်းမှာတော့ယာတိဆဝုံမမှန်ခြင်းကြောင့်ဖြစ်ပေါ်နိုင်တဲ့ယောဂရီနဲ့ယာတိဆဝုံမှန်ကန်အောင်ဘလို့နေထိုင်ဆောင်ရွက်တင်တယ်လဲဆိုတာတွေနဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ယာတိဆဝုံမမှန်ကန်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ယောဂရီကတော့ Polycystic Ovary Syndrome PCOS PCOS ကအမျိုးသမီးတွေမှာအဖြစ်များတဲ့ဟော်မုန်းမညင်များမှုပြဿနာတစ်ခုဖြစ်ပြီးလက္ခဏာတွေကတော့ယာတိဆံဝန်းမမှန်ခြင်းမျိုးဥအိမ်ကအရေးအိတ်တွေဖြစ်ပေါ်ခြင်းဝက်ချံထွက်ခြင်းအမွေးမြင့်တွေပုံမပေါက်ခြင်းကိုယ်လေးချိန်တိုးလာခြင်းဆိုးကျိုးတွေကတော့မျိုးအောင်နိုင်စွမ်းကျဆင်းပြီးစီးကျိုးရောဂါနှလုံးရောဂါစတဲ့နာတာရှည်ရောဂါတွေဖြစ်နိုင်ခြင်းမြန်မာနိုင်ပါတယ် Endometriosis အန်ဒိုမီထရီအိုတစ်စ်ကတအိမ်နယံအသားတွေတအိမ်ပြင်ပမှာပေါက်ရောက်ခြင်းဖြစ်ပြီးလက္ခဏာတွေကတော့ယာတိလာစဉ်ပြင်းထန်တဲ့နာကျင်ကြိုက်ခဲမှုများယာတိဆောင်းမမှန်ခြင်းလိမ့်ဆက်ဆန်စင်နာကျင်ခြင်းတို့ဖြစ်ပြီးဆိုးကျိုးတွေကတော့မျိုးအောင်နိုင်စွမ်းကြာဆင်းခြင်းနာတာရှည်နာကျင်ကြိုက်ခဲမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ Thyroid disorder Thyroid hormone မညီမျှခြင်းကယာတိဆောင်းကိုမမှန်စေနိုင်ပြီး လက္ခဏာတွေကတော့ရာသီဆန်အောင်မမှန်ခြင်း၊ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ပင်မနှွမ်းနေခြင်း၊စိတ်အပြောင်းလဲများခြင်း၊ဆိုးကျိုးတွေကတော့နှလုံးရောဂါ၊စိတ်ကြောယောဂါ၊စားတဲ့ပြဿနာဖြစ်နိုင်ခြေကိုမြင်မာစေပါတယ်။ Utrin Fibros တအိမ်မှာအလုံးတဲခြင်းကယာတီဆောင်းကိုမမှန်စီနိုင်တာကြောင့်ဖြစ်ပြီးလက္ခဏာတွေကတော့ယာတီသွေးအလွန်များခြင်းယာတီလာစဉ်နာကျင်ကြိုက်ခဲမှုတွေဖြစ်ခြင်းစီးသွားရမှာပြက်တနာတွေဖြစ်ခြင်းတို့ဖြစ်ကာဆိုးကျိုးတွေကတော့မျိုးအောင်နိုင်စွမ်းကြာဆင်းပြီးသွေးအားနည်းရောဂါဖြစ်နိုင်ခြင်းမြင့်တက်စေပါတယ်။ တာအုပ်အိမ်အလုံးမလုံးချင်းကတော့အသက်40မတိုင်မီတာအုပ်အိမ်တွေလှုပ်ဆောင်မှုရပ်တန့်သွားတာဖြစ်ပြီးလက္ခဏာတွေကတော့ယာတီဆံဝန်းမမှန်ခြင်းဒါမှမဟုတ်ယာတီလာခြင်းရပ်တန့်သွားခြင်းမြို့အောင်နိုင်စွမ်းကြာဆင်းခြင်းစိတ်ပြောင်းလဲများခြင်းညဘက်ချွေးထွက်များခြင်းဆိုးကျိုးတွေကတော့မြို့အောင်နိုင်စွမ်းဆုံးရှုံးပြီးအယိုးပွားရောဂါဖြစ်နိုင်ခြင်းမြင်မာပါတယ်ပရိုလက်တင်ဟော်မုန်းများခြင်းကယာတီဆံဝန်းမမှန်စီနိုင်တာကြောင့်ဖြစ်ပြီးလက္ခဏာတွေကတော့ယာတီဆံဝန်းမမှန်ခြင်းသို့မဟုတ်ယာတီလာခြင်းရပ်တန့်သွားခြင်း နှုတ်ထွက်ခြင်းခလေးမမွေးဖွာမှုတဲ့အမျိုးသမီးတွေမှာပါဖြစ်ပေါ်နိုင်ပြီးစိုးကျိုးတွေကတော့မျိုးအောင်နိုင်စွမ်းကြာစင်ကစိတ်ကြယောဂဖြစ်နိုင်ခြင်းမြင်မှာပါတယ်။သွေးအားနည်းယောဂရာသီသွေးအလွန်များခြင်းကြောင့်သွေးအားနည်းယောဂဖြစ်နိုင်ပြီးလက္ခဏာတွေကတော့မောပန်းလွယ်ခြင်းအာနယ်ခြင်းအသားရည်ဖြူပတ်ဖြူရော့ဖြစ်ခြင်းကာမူခြင်းမူဝေခြင်းစိုးကျိုးအနေနဲ့ကတော့နာတာရှည်ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြင်းများပါတယ်။စီကြိုယောဂရာသီစံအုပ်မမှန်ခြင်းကလည်းစီကြိုယောဂနဲ့ဆက်စပ်နေနိုင်ပါတယ်။ လက္ခဏာတွေကတော့ရာသီဆံဝန်မမှန်ခြင်းနဲ့စီးကျုပ်ရွယ်ကရဲ့လက္ခဏာတွေဖြစ်တဲ့ရင်ငတ်ခြင်းစီးမြခြင်းတို့ဖြစ်ကောင်းဆိုးကျိုးတွေအနေနဲ့နှလုံးရောဂါကြောက်ကပ်ရောဂါစတဲ့နာတာရှည်ရောဂါတွေဖြစ်နိုင်ခြင်းမြင်မှာပါတယ်။စိတ်ကြယောဂါနဲ့စိတ်ဖိစီးမှုရာသီဆံဝန်မမှန်ခြင်းကစိတ်ကြယောဂါနဲ့စိတ်ဖိစီးမှုကိုဖြစ်စေနိုင်ပါတယ်။လက္ခဏာတွေကတော့စိတ်တက်ကြခြင်းစိတ်ဖိစီးမှုများခြင်းအိပ်မပျော်ခြင်းပင်မနှွမ်းနေခြင်းတို့ဖြစ်ကောင်းဆိုးကျိုးအနေနဲ့နာတာရှည်စိတ်ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြင်းမြင်မှာပါတယ်။ ရာသီဆိုင်ဥမမှန်ခြင်းကပော့ဆတဲ့တဲ့အခြေအနေမဟုတ်ပဲနောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်တာကြောင့်စောစင်းစွာဆရာဝန်နဲ့ပြတာကကုသမှုခံယူတင်ပါတယ်။ရာသီဆိုင်ဥမမှန်ခြင်းကကုသရာမှာအကြောင်းရင်းမော်မှုတည်ပြီးကုသမှုတွေလည်းကွဲပြားနိုင်ပါတယ်။ဥပမာဟော်မုန်းကုထုံးဆေးဝါးများလူနေမှုပုံစံပြောင်းလဲခြင်းစားတဲ့ကုသမှုတွေပြုလုပ်နိုင်ပါတယ်။ရာသီဆိုင်ဝန်မမှန်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တဲ့ဝေဒနာတွေများတာကြောင့်မဖြစ်ခင်မှာကြိုတင်ကာကွယ်သင့်ပါတယ် ရာသီဆံဝန်မှန်ကန်စီဖို့အတွက်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးခြင်း၊တတိတွေဟင်းသီးဟင်းရွက်တွေ၊ပရိုတင်းဓာတ်တွေပါဝင်တဲ့အစားအစာတွေကိုစားသုံးပါ။တန်တက်၊မဂနီဆီယမ်၊ဗီတာမင် B ကျွဲဝတဲ့အစားအစာတွေကိုစားသုံးပါ။ဒါကြောင့်အဆီများတဲ့အစားအစာတွေကိုလျှော့ပြီးတော့စားသုံးပါ။ကိုယ်လေးချိန်ထိမ့်သိမ့်ခြင်း၊ပုံမှန်ကိုယ်အလေးချိန်ကိုထိမ့်သိမ့်မှာအဝလွန်ခြင်းသို့မဟုတ်ပိန်လွန်ခြင်းကရာသီဆံဝန်မှန်ကန်မှုဖြစ်ပေါ်စေနိုင်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ုံမှန်လေ့ကျင့်ခန်းလုပ်ပါယောဂလမ်းလျှောက်ခြင်းရေကူးခြင်းစတဲ့လေ့ကျင့်ခန်းတွေကိုပြုလုပ်ပါစိတ်ပိစီမှုလျှော့ချခြင်းစိတ်ပိစီမှုကိုထိန်းချုပ်ပါတရားထိုင်ခြင်းအသက်ရှူလေ့ကျင့်ခန်းတွေကိုလည်းပြုလုပ်ပါအရေးဝအောင်အိပ်ခြင်းတညကို9နာရီကနေ10နာရီထိအိပ်ဆက်ပါအရေးဝခြင်းကဟော်မုန်းမြတ်တမှုကိုထိန်းသိမ်းပေးပါတယ်ဆေးလိပ်အရက်တောက်သုံးခြင်းကိုရှောင်ခြင်းပါဆေးလိပ်အရက်အလွန်ကျွန်းတောက်သုံးခြင်းကဟော်မုန်းမမြတ်တမှုကိုထိခိုက်စေနိုင်ပါတယ်ဟော်မုန်းမြတ်တမှုကိုထိန်းသိမ်းခြင်း ဟော်မုန်းမြတာမှုအတွက်ဆရာဝန်နဲ့တိုင်မင်မှာတားဆီးတောက်တုံးခြင်းနဲ့ဟော်မုန်းမြတာမှုကိုထိမ့်သိမ်းနိုင်ပါတယ်။ရေမြများတောက်ခြင်းတစ်နေ့ကိုအနည်းဆုံးရေ၈ခွက်တောက်တုံးမှာရေဓာတ်ပြည့်ဝခြင်းကခန္ဓာကိုယ်လုံဆောင်မှုကိုမှန်ကန်စေနိုင်ပါတယ်။အခုတစ်ပတ်မှာပြောပြပေးခဲ့တဲ့နိလန့်တွေကိုလိုက်နာခြင်းနဲ့ရာသီဆုံးကိုမှန်ကန်စေပြီးကျန်းမာရေးကိုထိမ့်သိမ်းနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ရှင်။ ောက်တစ်ပတ်မှလည်းကျမတို့ key to health အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ဘူးတုဒရရှိမဲ့အကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်ဒီတစ်ပတ်အစီအစဉ်ရဲ့အချက်အလက်တွေကိုတော့ Better Health Channel Science Credit The Women Organization National Institute of Health နဲ့ WebMD တို့ကနေထုတ်လွှင့်ဖော်ပြသွားခဲ့တာဖြစ်ပါတယ်ရှင် Thank you